အစ္စရေးလက်ဟာအီရန်တကြောတွင်လေကြောင်းစုံမှုမှုရရှိသွားခဲ့ပြီးအထူးသဖြင့်အီရန်မြို့တော်တီဟီရန်အနီးတွင်လှုပ်ချင်တိုင်းကိုလုပ်နေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတက်လာသောသတင်းများအရအစ္စရေးလက်ဟာမြို့တော်တီဟီရန်ရှိအရေးပါသောအဆောက်အဦများကိုလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ဆိုသလိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။အီရန်ရေတပ်၏အမိတ်ပေးကုကဲမှုဌာနချုပ်အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၏အဆောက်အဦအီရန်ဒေါ်လာရေးအဆောက်အတက် ERC ဌာနချုပ် အီရန်ရဲတပ်ဖွဲ့ဌာနချုပ်နှင့်အီရန်တရားရေးဌာနယုံစသည့်အီရန်အစိုးရ၏အုပ်ချုပ်ရေးမထိုင်နှင့်ကာကွယ်ရေးမထိုင်စသည့်မထိုင်နှရက်၏အရေးပါသောအဆောက်အဦမှန်သမျှကိုအစ္စရေးထောက်လန်းရေးတပ်ဖွဲ့မော့ဆက်မှအသေးခံဒရုန်းများပစ်ခတ်ကာတိုက်ခိုက်ခဲ့သဖြင့်အတော်လေးပျက်စီးခဲ့ရပါသည်။ထိုတိုက်ခိုက်မှုများအတွင်းရဲတပ်ဖွဲ့ဌာနချုပ်ကိုထိမှန်ရ၌မြို့တော်တီဟီရန်ရဲချုပ်ဖြစ်သူရမတ်ဒွါဇာရာဒန်အသက်ဆုံးရှုံးခဲ့ကြောင်းသိရပါသည်။ မော့ဆက်ဤအဆွဲဟာမိမြထက်နေသေးကြောင်းယခုအီရန်မျိုးတော်တီဟီရန်၌လှုပ်ချင်တိုင်းလှုပ်နေကြတာကိုကြည်လင်သိနိုင်ပါတယ်။ထို့အပြင်တီဟီရန်ရှိရေပိုက်လိုင်းအချို့ကပါဖောက်ခွဲခဲ့သဖြင့်မြို့တော်အတွင်းရေကြီးမှုအချို့ပါဖြစ်ပေါ်နေခဲ့ပါတယ်။ Israel စစ်တပ်ဟာအီရန်နိုင်ငံ၏ဝေဟင်ကိုစိုးမိုးထားနိုင်တာကြောင့်အီရန်ပြည်သူအများပြားဟာကြောင်များနဲ့ဆေးရုံအချို့ကိုဘုံကိုခြင်းအဖြစ်အကာအကွယ်ယူကာပုံရှောင်နေကြရပါတယ်။ အီရန်ပြည်သူအများပြားဟာလည်းမြို့တော်မှစွန့်ခွာထွက်ပြေးနေရပြီးထိုကားရန်ကြီးဟာအတောကိုရှေ့လျားနေကြတာကိုမြင်ရပါတယ်။ဤသို့အီရန်ကောင်းကင်ရန်၌ဝေဟင်စုမှုမှုရရှိရန်အတွက် အစ္စရေးလီတပ်ဟာမြို့တော်တီဟီရန်အနီးရှိလေကာစနစ်များ၏ရေဒါစနစ်များကိုပဲ့ထိန်ပုံများဖြင့်ကနအူးတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အစ္စရေးလီတပ်မှထုတ်ပြန်ထားသောဗီဒီယိုဖောက်အကွာဝေး200နင်းကျော်ထိထောက်လန်းနိုင်သည့်ပြည်တွင်းဖြစ် effect ရေဒါစနစ်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်းတွေ့ရှိရပါတယ်။ ထို့ကြောင့်မော့ဆက်အဖွဲ့မှပြစ်လွတ်သောအသေးခံဒရုန်းများဟာအီရန်မျိုးတော်ကောင်းကင်ယံ၌လှုပ်ချင်တိုင်းကိုလုံနိုင်နေတာဖြစ်ပါတယ်။မြင်များအထိလုံနိုင်နေတယ်လဲဟုမေးလျင်အစ္စရီနေဇက်နှင့်2300ခွန်ကွာဝေးသောအီရန်၏မတ်ရှက်လေယာဉ်ကွင်းရှိစီဖြစ်လေယာဉ်တစ်စီးကို air strike လုပ်ခဲ့တာကြောင့်မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။